်မင်္ဂလာပါကိုရငငယ်တုန်းကနက္ခတရာပြခန်းဆိုပြီးတော့မှဖွင့်ခဲ့ပြီးတော့အခုအာကာသပြတိုက်ဆိုပြီးတော့မှနိုဝင်ဘာ30ရက်နေ့ကနေပြန်ပြီးဖွင့်လင်းလိုက်တဲ့နေရာလေးတစ်ခုကိုခေါ်ဆောင်သားပေးပါမယ် သူကပြည်သူဥယျာဉ်ထဲမှာပေါ့နော် my garden ရှိတဲ့ဘက်အချမ်းသားလေးမှာရှိတယ်အပြီးတော့ဖွင့်ချိန်ကမနက်9:00နာရီနဲ့ညနေ4:00နာရီထိပြီးတော့ဝင်ဖို့အတွက်ကိုသူကအချိန်တွေခွဲပေးထားတယ်9:00နာရီကနေ10:00နာရီတစ်ချိန်10:00နာရီ17:00နာရီတစ်ချိန်17:00နာရီ12:00နာရီတစ်ချိန်ပြီးရင်12:00နာရီမှာဆိုတော့ထမင်းစားချိန်နားတယ်2:00နာရီ2:00နာရီ2:00နာရီ3:00နာရီ3:00နာရီ4:00နာရီထိဆိုပြီးတော့မှအချိန်တွေခွဲထားတယ်အဲ့တော့ကိုသွားကျင်တဲ့အချိန်ကိုစောစောသွားပြီးတော့မှလက်မှတ်ဝယ်ထားပေါ့နော်အချိန်တွေပိုးတယ်ဆိုလို့ရှိရင်တော့ နောက်ဖက်ပေးမှာလမ်းလေးတွေပိုက်လျှောက်တပုတ်လေးတွေရိုက်လို့ရတယ်ပေါ့နော်ဖွင့်စားမို့လားမသိဘူးဖွင့်စားရဲ့ဒီပိတ်ရက်ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကလေးတွေရောလူကြီးတွေရောအများကြီးပဲလာကြတယ်။ဒါကငငယ်တုန်းကကိုယ်တွေနှက်ခတ်တရားပြခန်းထဲမှာကြီးခဲ့ရတဲ့ဆက်ဖြစ်လိမ့်မယ်။အခုတော့ပြခန်းထဲမှာဒီတိုင်းပဲပြထားတာပေါ့နော်။ လူဦးရေမတက်မှတ်ထားတဲ့အတွက်ကြောင့်မို့လို့အထဲတဲကိုဝင်နေသူတွေကလည်းတော်တော်များတယ်။အဲ့ဒီထဲမှာမှဒီအာဂတအကြောင်းကိုစိတ်ဝင်စားလေ့လာခြင်းသာတဲ့တပုံရိုက်တဲ့သူတွေကပိုပြီးတော့များနေတယ်ပေါ့နော်။ ဒီထဲမှာကအာကာသတဲကိုလွတ်တင်ထားတဲ့ဒီအရာလေးတွေကိုပေါ့နော် sample လေးတွေနဲ့လှုပ်ထားပြီးတော့မှဘယ်နှခုနှစ်ကဘယ်သူကဘယ်လိုဘယ်နိုင်ငံကတင်ထားပါတယ်ဆိုပြီးတော့မှ sample လေးတွေလုပ်ပြီးတော့မှပြထားတယ်စာလေးတွေလည်းရေးထားတယ်ဆိုတဲ့ခါကျတော့တခုချင်းစီကိုလေ့လာလို့ရတယ် နေရာကတော့အများကြီးမကျေဘူးအဲနေရာခက်ချင်းချင်းလေးထဲမှာပဲပေါ့နော်အဲတော်တော်များများကိုပြသထားတယ်လူများတဲ့အတွက်ကြောင့်မို့လို့ကိုကတေချာစာဖတ်ကြည့်ခြင်းနဲ့ဆိုရင်နောက်မှဒီတပုံရိုက်တဲ့လူတွေကိုကြော်ခွပြီးတော့မှကြည်နေရတယ်ပေါ့နော်ဒါပေမဲ့လည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ် ဒါကတော့အာကာသတဲကိုလွတ်တင်ထားတဲ့ဥစ္စာတွေပေါ့နော်အဲ sample လေးတွေသူတို့ပြထားတာပေါ့အထဲထဲမှာလည်းဒီ detail လေးတွေစာလေးရေးထားတဲ့အတွက်ကြောင့်မို့လို့တစ်ခုချင်းစီကိုလိုက်ပြီးတော့မှဖတ်ကြည့်လို့ရပါတယ် ဒါကတော့ rain tree capsule လို့ခေါ်မလား rain train capsule လို့တန်ထွက်မလားတော့မသိဘူးပေါ့နော်ကဘာမြေပေါ်ကိုဟိုအေးစစ်စစ်ပေါ့နော်ပြန်ပြီး baking ဆိုတာပြန်ပြီးစဉ်းစားနိုင်ဖို့အတွက်တည်ထွင်ထားတဲ့အရာလေးဖြစ်တယ်အဲ့ဒီထဲမှာကလေးလူကြီးပေါ့နော်ဝယ်ပြီးစီးလို့ရတယ်အဲ့ဒီမှာသူတို့ 3D မျက်မှန်လေးမှာဘာတွေမြင်ရလဲဆိုတဲ့ဟာကိုလည်းဒီဘက် TV screen လေးမှာပြထားတဲ့အတွက်ကြောင့်မို့သူတို့ဘာတွေကြည့်ရလဲဆိုတာကိုယ်တွေကြည့်လို့ရတယ်ဒါပေမဲ့အဲတန်းစီရတယ်ဆိုတော့လေအဲတန်းရှည်လေးကတော့များတယ်အဲ့တော့စောင့်ရတာနည်းနည်းကြာတယ်ပေါ့နော် နောက်ဒီအာဂါသားနဲ့ပတ်သက်တဲ့ဟာကိုပြတဲ့ဟို Rome လေးရှိရပေါ့နော်အဲဒီ Rome ကကြတော့ तू ကအာနိုင်ယွက်နေရင်ပြမယ်ဆိုရဲအမတနာရီချိန်ပေးထားတယ်အဲ့တော့နိုင်ယွက်ဆိုလို့ရှိရင်ပြမယ်ဆိုပေမဲ့လည်းဟိုပြချိန်ကစောတယ်အဲပြတာချိန်ကလည်း25မိနစ်ပဲကြာတယ်ဆိုပေမဲ့လည်းအဲတကယ်တမ်းပြချိန်ကတော့28မိနစ်လောက်ကြာတယ်ပေါ့နော်အဲ့တော့အဲအပြင်မှာတိုးကျပြီးဓာတ်ပုံမြိုက်ချိန်နဲ့သူတွေကအရင်ဆုံးနေရာသွားဦးတော့နည်းနည်းနောက်ကျမှဝင်တယ်ဆိုလူတွေအတွက်ကတော့မတည့်ရက်ပြီးကြီးရတဲ့ခြေနေတွေမှာရှိခဲ့တယ်ကိုရီးယားက ောက်ဆုံးတက်မှရလို့သွားကြည့်တယ်ဆိုပေမဲ့ဒီအပေါ်က rim ကနည်းနည်းလေး꽌နေတော့အအပြည့်မမြင်ရတဲ့အရာမျိုးဖြစ်ခဲ့တယ်ပေါ့နော်တို့လူသားတွေရဲ့အသိပညာစူးစမ်းမှုတွေအတွက်အဆုံးသတ်နည်းနည်းလေးတခုဖြစ်ခဲ့တယ်။တမိုင်းတစ်ချောင်းလုံးမှာကျွန်တော်တို့တွေဟာလူသားတွေ ဒီထဲကအကြောင်းအရာတွေကတော့အာကာသနဲ့ပတ်သက်ပြီးစိတ်ဝင်စားတယ်ဘ ഹു သူဒ္ဒရရကျင်နေဆိုရင်တော့တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်အဲ28မိနစ်တောင်ကြာတယ်ဆိုတော့တကယ်လို့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့နောက်ဗီဒီယိုမှာတက်တက်ရိုက်ပြပေးမှာပေါ့ဒါပေမဲ့လည်းသူ့ရဲ့ copyright တွေပါညာရှိတော့အပြည့်တင်လို့ရှိရင်လည်း copyright ညှိမှာစိုးရင်ရတယ်အဲ့တော့အဝင်းကြီးကလူကြီးဆိုရင်1500အဲ foreigner ဆိုလို့ရှိရင်တော့9000အဲကလေးငယ်တွေဆိုလို့ရှိရင်တော့1000ပဲထင်တယ်အရှိမဘုတ်မှာတော့1000ထားတယ်အဲ့တော့ဟို က်နဲ့တန်အောင်တော့ဟိုဝင်ကြည့်လို့အဆင်ပြေတယ်ပေါ့နော်တင်းလာနေပိတ်တယ်ကျန်တဲ့ရက်တွေမှာလည်းဒီတရက်စီတိုင်းမှာမတူညီတဲ့ဒီအာကာသဗီဒီယိုလေးတွေပြတယ်ဆိုတော့လေအေးဆေးဆေးသွားပြီးတော့မှလက်ပတ်ကြည့်ရှုလို့ရတယ်လိုအပ်ချက်တွေအများကြီးရှိနေပေမဲ့လည်းထူးဆန်းနေတဲ့ဒီအာကာသပြတိုက်ကိုတွားရောက်လေ့လာကြည့်ဖို့ကြံဉာဏ်ပေးပါစေ